ပါရှင်ခတိတယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမောရမျိုးကွန်သိမ့်ပိုင်ပြီးနောက်ရဟန်းရင်ဖြစ်စစ်ကူလာပို့သည့်အကြမ်းမတ်ဆိုးစုတပ်သားများတော်လရင်တပ်ဖွဲ့များထံထပ်မံလက်နက်ချလက်နက်ချတာမှန်နေအခုလက်ရှိ40ဝန်းကျင်ရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ရှိမော်ရာမျိုးကိုတော်လိုင်းရဲတပ်များကတိမ့်ပိုက်ပြီးနောက်ဆက်ရနာရှင်တပ်က MI-70 ရဟန်းရင်ကိုစင်ဖြင့် စစ်ကိုလာတဲ့စစ်အာဏာရှင်တပ်သားများအနက်40ကျော်လက်နက်ချကြောင်းတော်လရင်တပ်ဖွဲ့ဝင်များနဲ့၎င်းတို့နဲ့နေဆက်သူများထံမှသိရှိရပါတယ်တနင်္သာရီမျိုးနဲ့တဲဖြူရွာကိုရဟန်းရင်နဲ့လေရင်ဖြစ်လာရောက်ပို့ဆောင်ခဲ့သည့်ဆရာနာရှင်တပ်သား100ကျော်အနက်40ကျော်သည်နိုဝင်ဘာလ16ရက်နေ့နံနက်မှာတော်လရင်တပ်ဖွဲ့များထံလက်နက်ချကြောင်းတော်လရင်တပ်များနဲ့နှိစက်သူအချို့ကပြောပါတယ် မော်ရမြို့တင်းတိုက်ပွဲဖြစ်ပွားချိန်ကလည်းဆရာနာရှင်ဘတ်တော်တောင်40ကျော်လက်နက်ချခဲ့တယ်လို့ဗတ်ပြောင်းခလုံးလာသူလည်းဆယ်နဲ့ချီရှိကြောင်းတော်လရင်တပ်ဖွဲ့များထံမှသိရှိရပါသည်။တနင်္သာရီပုံပြင်ပြည်တော်စုလမ်းမမောင်မော်ရမြို့သို့သွားရလမ်းမရှိတဲဖြူရဝင်းကျဲမှာနိုဝင်ဘာလ15ရက်ကလေကြောင်းပစ်စင်အားဖြစ်ပြီးနောက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားကြောင်းတော်လရင်တပ်များနဲ့နီးစပ်သူတအူးကဆိုပါသည်။ လက်နက်ချတာမှန်နေအကုန်လုံးတော့မဟုတ်ဘူးတချို့တဝက်ပဲဝင်လာတယ်အခုလက်ရှိ40ဝန်းကျင်ရှိတယ်လို့သိရတယ်ဟုအထက်မှာတပ်ဖွဲ့ဝင်ကပြောပါတယ်မော်ဒါမျိုးမှာတင်းသားကြီးပေါ်ပြင်းပြည်တော်စုလမ်းမမှာ48မိုင်အကွာမှာတင်းရှိပြီးအစီဘက်သို့လမ်းခွဲအတန်းဝင်သွားရပါတယ်အဆိုပါလမ်းမိုင်ကိုတော်လန်ရေးတပ်ဖွဲ့များကထင်းချုပ်ထားရန်စစ်အာဏာရှင်တပ်ကပြန်လည်ထင်းချုပ်ရန်2024ခုနှစ်ဒီဇင်ဘာနောက်ပိုင်းကစကားအင်အားရနဲ့ချီတုံ၍စစ်ကြောင်းထိုးခဲ့ပါတယ် တို့ရမှာတော်လရင်တံများ၏ခုခံမှုကြောင့်ပြည်သာစုလမ်းမ6မိုင်အကွာတိန်ခွန်းရွာပဝင်းကျဲမှာရပ်တန့်နေပြီးနေ့စဉ်ဒီပါတိုက်ပွဲပြင်းထန်နေခဲ့ပါတယ်။အဆိုပါလမ်းမရှိတဲဖြူရွာဝင်းကျဲမှာရှနေနနက်ကလည်းတိုက်ပွဲပြင်းထန်နေပြီးတိန်ခွန်းရွာမှာမော်တော်မျိုးသုံးတွားရလမ်းတစ်ဆောင်ရှိကျင်းရွာစီရွာကြောင့်ဆက်နာရှင်တပ်ကဖုံးကျဲတိုက်ခိုက်နေကြောင်းဒေသခံများကဆိုပါတယ်။ဝိုင်းတွဲလေရင်ဖြင့်နနက်9နာရီခန့်မှတစ်ချိန်နနက်7နာရီခန့်မှတစ်ချိန်မိုးလဲ7နာရီခန့်မှတစ်ချိန်ဘုံလာကျဲကြောင်ဒေသခံများကပြောပါတယ် ဲဖြူရောင်ဝင်ခြင်းကိုဆ ਿਆ နာရှင်သက်ကောင်နိုဝင်ဘာလ15ရက်နေ့နဲ့16ရက်နေ့တို့မှာနေရောညပါနေ့ရက်စတိုင်းလေးချောင်းကဘုံကျဲတက်ခိုင်နေချောင်းဒေသခံတအူကဆိုပါတယ်တိုက်ပွဲနဲ့လေချောင်းတက်ခိုင်မှုအတွင်ထိခိုက်မှုကိုအသိစိတ်မသိရသေးသောတော်လရင်တစ်ဖက်ဝင်များကဆိုပါတယ်ဒါအပြင်နိုဝင်ဘာလ16ရက်နေ့နနေ7နာရီခန့်မှာမြေမျိုးပမလာသည့်ဆန္ဒရှင်တပ်ကခုနှစ်စီးသည့်တရင်းနိုင်မျိုးနယ်တင်ခွန်ရဘတ်သို့စစ်ကူပိုရန်မော်တုံးရွာချေဆိုင်336အမြောက်တပ်ကိုရောက်လာကြောင်းဒေသခံတအူကပြောပါသည် အဆိုပါဆန္နာရှင်တန်ရှင်နဲ့မလာမီလေးမှန်ရွာကန်းတို့ရွာနဲ့ရွာဖို့ရွာရှိဆန္နာရှင်တတား330ဝန်းကျင်ကဘလမိုချင်းရွာအုပ်စုပြည်သာစုလမ်းမကြီးတဆောင်မှလန်ကင်းယူထားကြောင်းဒေသခံများထံမှသိရပါတယ်ရှင်။ဆလံပင် နေပြည်တော်အထိတော်လန်ရေးတပ်ဖွဲ့များတိုက်ကွဲဖော်ဆောင်လာမှုအပေါင်းစီးပောက်တာလိုဆက်လော်ပြီးတုံ့တက်ပြီးစီဒီအမ်ပိုကြီးစင်ရောကတော့စင်ရုံကျောက်ခြားခြားနေလောက်ပြီးဆိုတဲ့တင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။နေပြည်တော်နယ်မြေတော်လန်ရေးတပ်ဖွဲ့တွင်တိုက်ကွဲဖော်ဆောင်လာမှုအပေါင်း စီပေါက်တာလို့စစ်လို့ပြီးတအူးကသုံးသက်ပြောဆိုလိုက်ပြီးစီရီယံပိုကြီးစင်ရောကတော့စင်ရုံကြောက်ချောင်ချနေလောက်ပြီးလို့သုံးသက်ပြောဆိုလိုက်ပါတယ်။နေပြည်တော်ဥတ္တရာတိရီမြို့နယ်ကစေအောဆွေဤစစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL ကနိုဝင်ဘာလ12ရက်နေ့ကဝင်ရောက်စီရင်တိုက်ခိုက်ခဲ့တယ်လို့နိုဝင်ဘာလ13ရက်နေ့မှာလည်းထပ်မံပြီးအဲ့ဒီစခန်းကိုရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီစကန်ဟာနေပြည်တော်တက္ကသိုလ်မျိုးနယ်အတွင်းမှာရှိတဲ့ရတနာမြေအခြေပြုလုံခြုံရေးကိစ္စကန်တစ်ခုဖြစ်ပြီးစကန်ကိုရှင်းလင်းရေးလုပ်စင်မှလက်နက်ခဲရဲနဲ့စစ်သုံးစာပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့ PLA ကသတင်းထုတ်ပြန်ပါတယ်။အလားတူနေပြည်တော်တက္ကသိုလ်မျိုးနယ်ကလေကတရားစကန်ဂိတ်ကိုလည်းတော်လရင်တပ်ဖွဲ့ဝင်တွေကဒီလ17ရက်နေ့ညအချိန်ကဝင်ရောက်တိုက်ခိုက်ကြမှာစစ်အုပ်စုတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးအရာရှိတအူးတရားရာရှိကဆေးရုံတင်ထားရတယ်လို့နေပြည်တော်တက္ကသိုလ်ပြည်ရဲ့တရင ။ MS 7ည3ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီစခန်းဟာတက္ကသိုလ်မျိုးရန်ကုန်မန္တလေးအမြန်လန်းမိုင်းနိုင်239မှာရှိတဲ့တရားစခန်းကိတ်ဖြစ်ပြီးနိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်မှာတော်လန်ရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုနေပြည်တော်နေမြေအထိတော်လန်ရဲတပ်ဖွဲ့တွေကတိုက်ပွဲဖော်လာတဲ့အပေါ်စစ်လော်ဘီတပ်ဦးကတပ်ကုန်းလိုနေရာတွေအထိ PDF တွေစိတ်ဝင်နေတာဟာတိကျခြင်းရင်နေပြည်တော်ဒေသအထိစစ်ပောက်တာပါပဲလို့ထုတ်ဖော်ရေးသားလာပါတယ်။ နေပြည်တော်ဖြစ်စဉ်ကအမြန်လန်ခလာရစကန်ငယ်လေးတွေကို PDF ကရုတ်တရက်ဝင်စီခဲ့တာဖြစ်ပေမဲ့တခြားခြင်းရင်နေပြည်တော်ဒေသအထူးစီပေါက်တာပါပဲလေဝေးတက်ကုန်းလိုနေရာတွေအထင် PDF တွေကစိတ်ဝင်နေတဲ့ပေါ်စားတဲ့တာဝန်ရှိသူများကိုအင်ရှိအထင် PDF ရောက်လာမှအတိတ်တရားရမှာလောင်းအခုဝင်လိုက်တဲ့အဖွဲ့ကဘာကပပီရန်လေးအဖွဲ့လို့သိရတဲ့ဒီကောင်တွေကရိုးရိုး PDF တွေထပ်ပို့ချမ်းနေဘာကပတွေလိုရည်နာထားပါတယ် စီရီယံဗိုလ်ကြီးစင်ရောကတော့နေပြည်တော်ကောင်စီနဲ့မြေထင်းတော်လှန်ရေးတပ်တွေရဲ့တိုက်ခတ်ဖော်ဆောင်နိုင်မှုအပေါင်းစီယွန်ကျုံဟာ၆ချက်နေလောက်ပြီလို့ယူဆရပါတယ်ဟုရေးသားလာပါတယ်။ပြီးခဲ့တဲ့လစနေရနေ့ကဥတရာတိရီမြို့နယ်အတွင်းမှာရှိတဲ့အမြန်လန်းလုံကြုံရေးကင်းစခန်းတစ်ခုကိုတော်လှန်ရေးတပ်တွေဟာစစ်ကြောင်းကြီး၃ကြောင်းခွဲပြီးစီးနှင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။နေရာတွေအသေးစားအသေးစိတ်မဖော်ပြတာကတော့အမြန်လန်းတဲ့ဆောင်ခီးသွားပူးသူတွေအနေနဲ့လမ်းဘေးတစ်ဆောင်မှာစစ်စခန်းတွေတည်ရှိနေတာကိုမြင်မှုကြပြီးဖြစ်ပါလိမ့်မယ်လို့ရေးသားထားပါတယ်။ လက်ရှိစစ်ကောင်မစင်ကမြို့တွေကိုတမျိုးပြီးတမျိုးတင်ပိုင်နိုင်တယ်လို့အကြီးအကျယ်ဝါးတာဖြန့်နေပြီးမင်းလက်တွေ့မှာတိုက်ပွဲတိုင်းလိုလိုမှအမြင်မှုမရဖြစ်နေတယ်လို့စည်ရင်းလေးလာကိခတ်သူတွေကပြောပါတယ်။နိုဝင်ဘာလ14ရက်ကလည်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်ပြီးကုန်သွယ်ရေးအရာအရေးပါတဲ့မော်တော်မျိုးကကရင်မျိုးသားလူမျိုးရေးတမတော်ခင်ရန်လန်လေးဤဦးဆောင်မှုဖြင့်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပြီးလက်နက်ခင်ရန်အများပြားနဲ့အတူစစ်တပ်မှန်40ကျော်ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နိုဝင်ဘာလ12ရက်ကလည်းစကိုင်းတိုင်းကံဘလူးမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာဖြူအားမှုအပါဝင်50ခန်းတင်ဆောင်ပြီးစစ်တပ်မှ15ဦးဖမ်းမိကလက်နက်20ကျော်တင်စီရမိခဲ့တဲ့လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်။2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့နိုဝင်ဘာလ9ရက်နေ့ကလည်း ကွေးနိုင်မခုတ်ကူခရိုင်ပေါင်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ18ဦးသေဆုံးပြီးအော်တိုမားလာ25ရက်နေ့ကဘကိုးတိုင်းရင်နာရှင်မြို့နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းစစ်သား20ဦးသေဆုံးခဲ့ရပါတယ်ရှင်ဆလပင်ကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဗမာအထင်အား၍လေရင်ဖြစ်သုံးရက်ဆက်ဖုံး90ကြော်ကြဲချတိုက်ခိုက်ဆွဲတဲ့တင်းဝန်တင်ဆက်ပေးမှဖြစ်ပါသည် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဗမာအထင်အနေ၍လေရင်ဖြစ်၃ရက်ဆန်းဘုံ90ကျော်ကျဲချတိုက်ခိုက်နေကြောင်းဒေသရင်းစီရေးသတင်းရှင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလပိုင်းမှာစတင်ပြီးကလေးမြို့နယ်တောင်ပိုင်းစီကျေးရွာများအနီးတစ်ဝိုက်မှာအကြမ်းမတ်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင်တိုက်ပွဲများအတွင်အကြမ်းမက်စစ်တပ်ဘက်မှထိခိုက်ဒဏ်ဆောင်သူများပြားလာကြောင်းနိုဝင်ဘာလ14ရက်နေ့မှစတင်ပြီးဂျက်ဖိုင်တာဝိုင်တွဲလေယာဉ်တို့ဖြင့်ပုံ90ကျော်ကျဲချတိုက်ခိုက်နေကြောင်းအကြမ်းမက်စစ်တပ်၏ပုံကျဲတိုက်ခိုက်ခြင်းကြောင်းပြည်သူများသည်ပြေလွရာကိုထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါသည်။နိုဝင်ဘာလ14ရက်နေ့မော်လင်း12နာရီခန့်မှစတင်ပြီး ကလေးမြို့နယ်တောင်ပိုင်းမှန်တော်ကျင်းရွာအနီးတဝိုက်ကိုအကြမ်းစစ်တပ်၏တရက်ဦးလေတမတက်လာသည့်ချက်ဖိုင်တကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအလာသူမကွေးလေတမတက်လာသည့်ဝိုင်းတွဲလေရင်ဖြင့်လင်းရင်းနှင့်မိုးလဲနှစ်နိုင်ခန့်မှဘုံ30ကြောကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ကျနေနိုဝင်ဘာလ16ရက်နေ့မွန်လဲ7နာရီ10မိနစ်ခန့်မှာလင်အကြမ်းမဆက်တဲ့အကြဖိုက်တာတစီကကလေးမျိုးနယ်တောင်ပိုင်းစီကျေးရွာများကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုထီတွေ့တိုက်ပွဲများအတွင်အကြမ်းမတ်စစ်သားအလားချိုးနှင့်ခရင်အချို့ကိုလည်းတော်လရင်တပ်ဖွဲ့များကတင်းစီရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုသက်ဆိုင်ရာတော်လရင်တပ်ဖွဲ့များကထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါသည်။ကလေးတောင်ပိုင်းမှာတိုက်ပွဲကနေတိုင်းနီးပါးကိုဖြစ်နေတာအခုကစစ်ခွေးတွေလေရင်နဲ့လည်းနေစဉ်ကိုပုံကျနေတယ်။ထီတွေ့တိုက်ပွဲတွေမှာစစ်ခွေးတွေဘက်ကအထင်အနေလို့ထင်နေတိုက်ပွဲတွေဖြစ်တဲ့နေရာကိုတားဆောက်ကိုကျဲချတိုက်ခိုင်းနေတာတော်လရင်တပ်ဖွဲ့တွေကစစ်ခွေးလမ်းအချို့နဲ့လက်နက်ခရင်အချို့လည်းတင်းစီရရှိတာတွေရှိတယ်။ ိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့တက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်မှလိမ့်မယ်လို့ဒေသရင်းစီးရင်တင်ရှင်မြစ်ကပြောဆိုပါတယ်လက်ရှိအချိန်မှာတိုက်ပွဲများကြောင်းကလေးကံကောလက်မရှိကျွန်းချောင်းတာယာကုန်းထောက်ကျန်းချောင်းကွာဟေလုံမှန်သောစာနေကျွရပေါင်း30ကျော်မှပြည်သူ9000ကျော်ဘေးလွတ်ရန်ကိုထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါတယ်ရှင်။